ထိုင်းနိုင်ငံမှာတရားဟောခံပြီးမှတရားဟောခွင့်ပိတ်ပင်ခံလိုက်ရတဲ့ကိုရင်လင်းရှင်ဥတ္တမသာရအလုံးမဲမင်္ဂလာပေါင်းဗမစ်နောင်ကနေကြွတ်ဆွလိုက်ပါတယ်ကိုရင်လင်းရှင်ဥတ္တမသာရကအွန်လိုင်းပေါ်မှာတရားဟောကောင်းတာကြောင့်နာမည်ကြီးလာတဲ့ကိုရင်လေးဖြစ်ကောင်းအသက်59နှစ်ရွယ်သားရှိပါသေးတယ်တရားဟောကောင်းတဲ့ကိုရင်လေးကခန္ဓာကိုယ်အသားရေအရိုးစင်းနဲ့အတန်ကတော့၅နှစ်ရွယ်ကလေးတောင်လိုပဲရှိတာပေါ့ဒါပေမဲ့ညာရေးကတော့ရွယ်တူတွေထက်တာလွန်နာကြောင့်ပြည်ရင်းကတရားပွဲတွေအပြင်ထိုင်းထီတောင်တရားတွေသွားဟောရတတ်ပါတယ် ထိုင်းနိုင်ငံကတက္ကသိုလ်မှတွေကတော့ကိုရင်လေးရဲ့တရားပွဲတွေကိုတရုတ်တသေးနိုင်ယူကြတဲ့အထိတရားဟောကောင်းတဲ့သူပေါင်းအရင်ကတော့ထိုင်းမှာတရားသွားဟောရင်အဆင်ပြေခဲ့ပေမဲ့လည်းမေလတရားနေ့ကတရားပွဲမှာတော့ကိုရင်လေးကတရားပွဲရနာခံလိုက်ရပါတယ်ထိုင်းနိုင်ငံကတက္ကသိုလ်မှတွေကကိုရင်လေးကိုတရားဟောဖို့အတွက်ပြင်လာကြအောင်စမော့ဆာခွန်ခိုင်မဟာချိုင်ဝေလရက်ကွက်တနင်္ဂနွေဈေးမှာကိုရင်လေးတရားဟောဖို့ကြောင်းလာခဲ့ပါတယ်ညနေပိုင်းမှာတရားဟောဖို့ကိုရင်လေးကကြောင်းလာခဲ့ပြီးကိုင်းထဲမှာလည်းတရားနာမဲ့သူတွေအပြည့်ရောက်နေကြပါပြီ ဒါပေမဲ့ကိုရင်လေးကတရားကိုပြီးဆုံးအောင်ဟောလိုက်ရပါဘူးအဖွင့်တရားဟောတဲ့အချိန်မှာပဲထိုင်းရဲတွေကတရားပွဲကိုရက်လိုက်ဖို့လာပြောကြတာပေါ့ရုတ်တရက်တရားပွဲရက်လိုက်ဖို့ပြောခံလိုက်ရတဲ့အတွက်ကိုရင်လေးကလည်းအယံအော်သွားခဲ့ပါတယ်တရားပွဲကိုမကျင်းပစေချင်ရင်တရားပွဲမစခင်ကတည်းကတားမြစ်လို့ရပေမဲ့လည်းခုကတော့ဟောမဲဆက်ဆက်မှရက်လိုက်ဖို့လာပြောကြတာပေါ့မြေနဲ့ရလှန်ဆိုင်တယ်လို့ခန်းစားနေရပြီးမြမာတွေကတော့မကျင်းမချမ်းဖြစ်နေကြပါတယ်ကိုရင်လေးရဲ့တရားပွဲကိုရနာခိုင်းရတဲ့အကြောင်းရင်းကတော့တရားပွဲခွင့်ပြုမိတ်မတင်တဲ့အတွက်ဖြစ်ပါတယ် သူတို့နိုင်ငံမှာတရားပွဲကျင်းပတာကြောင့်သူတို့နိုင်ငံကချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေကိုလိုက်နာရမှာဖြစ်ပြီးခွင့်ပြုချက်ကိုမယုံမိတာကြောင့်တရားပွဲလည်းပြတ်သွားပါတော့တယ်။ကိုရင်လေးရဲ့တရားပွဲကိုနာရတော့မယ်ဆိုပြီးအားခဲထားတဲ့အချိန်မှာပဲတားမြစ်ခံရလို့တရားနာပရိသတ်တွေကတော့မကျေနပ်ကြပါဘူး။ကိုရင်လေးဟာအရင်ကနိုင်ငံသားမှတရားဟောတိုင်းအဆင်ပြေပြီးဆုံးခဲ့ပေမဲ့အခုတော့အဆင်မပြေခဲ့ပါဘူး။မြမပြည်ရင်းမှာလည်းကိုရင်လေးကတရားဟောခွင့်အပိတ်ခံထားရပါတယ်။ ဒါကြောင့်ကိုရင်လေးကစာတင်တိုက်မှာပရိယတ်တီစာပေတွေကိုလေ့လာသင်ယူနေတာပေါ့ကိုရင်လေးကတရားဟောလဲကောင်းတလို့တရားပွဲကနေရောင်းလာတဲ့အလှငွေတွေကိုလည်းစာတင်တိုက်ကိုပြန်လည်လှူဒန်းလိုက်ပါတယ်တရားဟောဓမ္မကတိကကြီးတွေကစာတင်တိုက်ကနေပဲထွက်ပေါ်လာကြတာဖြစ်ကြောင်းကိုကိုရင်လေးကနားလည်ထားပြီးစာတင်တိုက်တွေကိုမြမြလှူဒန်းဖို့အတွက်လိုအပ်တာကြောင့်ကိုရင်လေးကအကြောင်းအထွတ်ပြန်လည်ဖြည့်ဆည်းပေးနေပါတယ် ကိုရင်လေးနဲ့ရွယ်တူအခြားကိုရင်လေးတွေကတရားစာပေတွေကိုလေ့လာနေချိန်မှာရေးပါရမီထုရကြောင်းကိုရင်လေးကတရားဟောနိုင်ပါတယ်။တရားနာတဲ့သူတွေကိုမပြင်းထန်ဟောနိုင်ပြီးရေရအောင်ဟာတော့လေးတွေပါထည့်ပြီးဟောပြောတတ်သူပါ။ကိုရင်ရွယ်သားရှိသေးပြီးတရားတွေမှာအမှားပါသွားရင်အယူလဲသွားနိုင်တာကြောင့်တာဝန်ရှိသူတွေကကိုရင်ကိုပြည်ရင်းမှာတရားဟောခွင့်မပေးသေးပါဘူး။ ဒါကြောင့်ထိုင်းထေတရားဟောကြားခဲ့ပြီးထိုင်းမှာလည်းတရားပွဲပိတ်ပင်ခံလိုက်ရတာကြောင့်ကိုရင်လေးလည်းခန်းစားသွားရမှာပါ။ကိုရင်လေးဟာဆယ်ကျော်သက်အရွယ်ကလေးကတရားဟောနေပြီးနောက်ပိုင်းမှာတော့တရားဟောဓမ္မကတိကကြီးဖြစ်အောင်စ조사တော့မှာပါ။အခုချိန်မှာတရားပွဲတွေပြိပင်ခံရတာကြောင့်စေမကောင်းဖြစ်ရပေမဲ့လည်းနောက်တစ်ချိန်မှာတော့တရားဟောကောင်းတဲ့ဆရာတော်ကြီးလည်းဖြစ်လာနိုင်မှာသေးတယ်။ တခြားကိုရင်တွေနဲ့လည်းမတူပဲပြည်ရင်းပြည်ပကတက္ကသိုလ်ကမတွေရဲ့ကြီးညိုမှုကိုရထားတဲ့ကိုရင်လေးကခုတော့တရားပွဲအဖိတ်ပင်ခံလိုက်ရပါတယ်။အတန်းငယ်ငယ်လေးနဲ့တရားဟောကောင်းမင်မဲ့လည်းပြည်ရင်းမှာရောပြည်ပမှာပါတရားဟောခွင့်မရတဲ့ကိုရင်လေးအပေါင်းပြည်သက်တို့ရဲ့အမြင်ကိုလည်းပြောပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက်မတွေရဲ့ page ကို like and follow လေးလောက်ခဲ့ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပြောရှင်ပါစေ။